မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုတင် जा ပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နဝမတန်းမြန်မာသားဖတ်စာထဲမှာ ပါဝင်တဲ့ဇတ်တော်ကြီးဝိထုတဲကတပုတ်ဖြစ်တဲ့တာတရားပြတနာဖြင့်စုံစမ်းကန်ဆိုတဲ့ဇတ်တော်ကြီး လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီတာတရားပြဒနာဖြင့်စုံစမ်းကံဆိုတာတော့မင်းဘူးဆရာတော်ဥဩပါဒနေပြီးတော့ရင်ရေးသားခဲ့ပြီး16ရာစုမှာရေးသားခဲ့တာဖြစ်ပါလိမ့်ရှင်เนาะဒီတာတရားပြဒနာဖြင့်စုံစမ်းကံဆိုတဲ့ဇတ်တော်ကြီးဝိထုမှာဆိုလို့ရှိရင်အချင်းချုပ်အားဖြင့် နော်ကုန်းမောင်ခေစကပြေအေးသားကိုလေ့လာနိုင်မှာဖြစ်ပါတယ်မိခင်မြတ်တာကိုခန်းစားနားလည်နိုင်မှာဖြစ်ပါတယ်ဖျားလောင်းရဲ့ဉာဏ်ပညာကြီးမားပုံနဲ့ပြက်တနာဖြည့်ရှင်းနိုင်စမ်းနေဟာအတူယူလေးစားပွဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီဇတ်တော်ရေဝိထုထဲမှာလည်းလေ့လာရမှာဖြစ်ပါတယ်နောက်တစ်ခုကမိခင်အစ်စ်ကမြတ်တာနဲ့မိခင်အတူရဲ့မြတ်တာကွာခြားပုံကိုလည်းလေ့လာသိရှိရမှာဖြစ်ပါတယ်ရှင် ကဲဒါဆိုရင်တတရားပြတနာစုံစမ်းကံဆိုတဲ့မင်းဘူးဆရာတော်ဥဩပါဒရေးရေးသားခဲ့တဲ့စက်တော်ကြီးဝိထုလေးကိုဖတ်ကြည့်အောင်တတရားဟူဒီကတနေ့တနိုင်မိမတယောက်ဒီမိမိသားငယ်ကိုပိုက်လျက်ရေချိုးအံသောဟာမဟောတတာဒုက္ခမိန်စီရင်သော ရေကန်တို့လာလက်၍ ်ထိုရေကန်၌တားငယ်ကို ရေချိုးပြီးတော့မိမိရေချိုးအံ့သောငါတားငယ်ကို အဝိပေါ်၌တိတ်ထားပြီးလျင် ရေကန်နာသို့ဆင်းသက်လေ၏ထိုအခါဘလူးမတယောက်သည် ထိုတငယ်ကိုမြင်လျင် စားကျင်သောစိတ်ရှိသည်ဖြင့်မိမအသွင်ဖန်ဆင်းလျက်လာလတ်၍အဆွေမဤတငယ်သည်ချစ်ချစ်ပွဲတနာပွဲရှိ၏တင့်သားပေလောဟုမေး၏သူငယ် သူငယ်အမိလဲအဆွေမကျွန်ုပ်သားပင်ဒီဟု ဆိုလက်တော်ဒီလူမသည် ထိုတငယ်ကိုချီလျက်တို့တိုက်ဆန်းပြရစေဟုဆို၏တငယ်အမိလဲသဘောရိုးထင်၍တိုက်ပါတော်ဟုဆိုလျင်ဘီလူမသည်သားတငယ်ကိုပိုက်၍တို့တိုက် နို့တယံအတန်ငယ်ရှင်စေ၍ဆောင်ယူပြေးလေ၏တငယ်အမိလည်းငါသားကိုယူ၍အဘဲသို့သွားမည်နည်းဟု လိုက်လျက်ဘီလူမကိုကင်ဆွဲ၏ဘီလူမလည်းတင့်သားအဘဲမှရှိသည်နည်းဤတငယ်ကငါသားသည်ဟု ဆို၏ဤသို့ညှင်းခုန်ကြလျက်ဖျားလုံးကစားနေသောဇရက်တကားဝသို့ရောက်ကြလေ၏ဖျားလုံးဒုက္ခမိန်သည် ဆိုကပြီးသောနည်းဖြင့်မေးမြန်းပြလျင် ထိုမိမနှစ်ယောက်ကို ခေါ်စေ၍ ရောက်သောအခါသင်တို့အဘဲကြောင့်ခိုက်ရန် ဖြစ်ကြသည်ဟုမေး၏ဘလူးမသည်အရှင်သာအကျွန်ုပ်သားကိုအကျွန်ုပ်ယင်း၌ပိုက်ချီလျက်အလိုအလျောက်ခီးသွားပါသည်ဤမိမသည်အကျွန်ုပ်ကိုမျှမတိမကြွမ်းပင်လျက်သူ့သားကို ယူပြီးသည်ဟုရိုးစွခဲ့သည်ဟုဆို၏တငယ်အမိကလည်း အရှင်သာထိုသို့မဟုတ်ပါဟု ဆို၍အလုံးစုံ ဟုတ်တိုင်း ပြန်ကြားပြောကြလေ၏ဖျားလောင်းသည် စကားနှစ်ရပ်ကိုကြားပြီး၍ထိုမိမတို့အမူအရာလက္ခဏာကိုစင်ကျင်လက်တော်ဤမိမကမျက်တောင်လဲမခံနှာမျက်ထောင်လဲနီ၏ရဲလဲရဲရင်၏ဘလူးမတီဤမိမကတငယ်အမိတီဟု အဟုတ်အမှန်သိပြီး၍ သင်တို့ငါအဆုံးဖြတ်၌တည်ကြအံ့လောဟုမေး၏အရှင်သာတည်ပါမည်ဟုနှစ်ဦးစလုံးဝန်ခံကြလျင်မဟောတရာဒုက္ခမိန်သည်မြေ၌စီသားပြီသောစီးပေါ်၌ထိုတငယ်ကိုတိတ်ထား၍ဘလူးမကိုတငယ်ဤလက်တို့၌တငယ်ဤအမိကို ခြေတို့၌ကိုင်းစေပြီးလျင်သင်တို့နှစ်ယောက်လူကြကုန်လူနိုင်သောသူတားရှင်ဖြစ်စေဟုဆို၏ထိုမိမနှစ်ယောက်တို့လည်းဖျားလောင်းဆိုတိုင်းလူကြလက်တော်တငယ်သည်အလွန်နာကျင်သည်ဖြစ်၍တီးစွာငိုလက်လျင်အမိသည်မိမိနှလုံးကွဲ့အံ့တကဲ့သို့ပြင်းစွာပင်မန်းသည်ဖြစ်၍တငဲ့ခြေမလက်ကိုလှုပ်ပြီးလျင်ညှိုးငယ်စွာနေ၏ထိုအခါ မဟောတတာဒုက္ခမိန်သည်ပရိသတ်အပေါင်းတို့အားအချင်းတို့တငယ်တို့ကို မိခင်ဒီတာ၍ချစ်သလော အမိမဟုတ်သောသူဒီတာ၍ချစ်သလောဟုမေး၏လူအပေါင်းတို့လည်းအရှင်သာအမိသာလင်သားတို့၌လွန်စွာ ချစ်၏ဟု ဆိုကြလက်သောဖျားလောင်းသည်အချင်းတို့ယခုတငယ်ကို လူယူနိုင်သောမိမဒီထိုတငယ်ဤမိခင်လော မလူနိုင်မှားရွေးနေသောမိမတီထိုတငယ်ဤမိခင်လောတင်တို့အတို့ထင်ကြသနီးဟုမေး၏ပရိသတ်တို့လည်းအရှင်သာတငယ်ဤနာကျင်ခြင်းကိုနာကျင်ခြင်းဖြင့်သီးမခံနိုင်၍လွတ်လိုက်သောမိမသည်သာတငယ်ဤမိခင်ဖြစ်မည်ဟုအကျွန်ုပ်တို့ထင်သည်ဟုဆိုကြကုန်၏ ဖျားလောင်းသည်အချင်းတို့ထိုးတဲ့ငယ်ကိုခိုးယူသောမိမကိုတင်တို့တိကြကုန်ဤလောဟုမေး၏အရှင်သာကျွန်ုပ်တို့မတိကြကုန်ဟုဆိုလတ်တော်အချင်းတို့ဤမိမကလူမဟုတ်ဘီလူမတီဤတဲ့ငယ်ကိုစားလို၍ခိုးယူသည်ဟုဖျားလောင်းဆို၏ပရိသတ်တို့လည်းအရှင်သာအဘဲကြောင့်တည်သည်နီးဟုမေးကြလန့်လျင်အချင်းတို့ဤသာ ဤသားခိုးမကိုတင်တို့ရှုလောမြက်တောင်လဲမခန်မြက်ထောင်လဲနီဤတငယ်၌တနာချစ်ခင်ချင်းလဲအလျင်းမရှိ ထို့သောသောအကြောင်းတို့ကြောင့်ဘီလူးမဟုတိရတည်းဟုဆိုဤထို့သောပြိတ္တနှင့်ပြောဆိုပြီးလျင်မဟောတထာသူခမိန်သည်ဘီလူးမကို သင်အဘဲသူနိမှန်တိုင်းပြောလောဟုမေး၏ဘီလူးမသည် အရှင်သာအကျွန်ုပ် ်ဘီလူမပင်မှန်ပေ၏ဟုဝန်ခံလက်တော်အဘဲကြောင့်ဤတငယ်ကို အသင်ဖန်သနီးဟု မေး၏ဘီလူမလည်းအရှင်သာဤတငယ်ကို အကျွန်ုပ်စားလို၍ဖန်သည်ဟု ဆိုလက်လျင်ဖျားလောင်းသည်ဟေဘီလူးမာတင်းဒီရှေးတန်နေရာကမလိမ္မာမိုက်စွာသောအလျောက် အသက်ကိုတတ်ချင်းအဆရှိသော မကောင်းမှုကို ပြုကျင့်မိဘူးသောကြောင့်ရုပ်စွာသောဤဘလူးဖုတ်ပိတ်တာမျိုး၌ဖြစ်ရလျက်ထိတ်လန့်ခြင်းကိုမျှမရယခုတပံမကောင်းမှုကို ပြုကျင့်ပြန်ဒီကသင်ဤအမိုက်သည်အလွန်အံ့ဩပွေရှိပေစွာ ဟုဆိုပြီးလျင်ဘလူးမအာနောင်ဤကဲ့သို့မကောင်းမှုကိုမပြုလေနှင့်ဟုငါးပါးတီလာ၌တီစေလျက်လှုပ်လိုက်၏တငဲ့အမိလဲအရှင်သာအကျွန်ုပ်မွေးသောအသက်သည်ဤတငဲ့တွင်မရှိပြီးအရှင်သာပေးသောအသက်သာရှိတော်သည် ဟုဝမ်းမြောက်ဝမ်းသာချီးမွမ်းပြီးလျင်အရှင်သာသည် အာယုကပ်ပလုံးအသက်တော်ရှိသေးသည်တည်းဟုဆုတောင်းဆုယူပြုလျက် တားငယ်ကိုပိုက်ချီ၍မိမိအိမ်သို့သွားလေသည်ဤသို့သောအချင်းအရာကိုရှောက်စာတင်၍အမတ်သည်မင်းဒီအားရှောက်ထားစေပြန်၏ဝိဒေဝိဒေဟရိမင်းကြီးလည်းရှင်နီအဒူလင်းတေနကအမတ်ကြီးနဲ့တိုင်ပင်၍တေနကအမတ်ကြီးဟန်တားပြန်လင်းစိတ်ညစ်ညူးသည်ဖြင့်စုံစမ်းလေဦးဟုအမတ်ထံသို့ဆေးလိုက်ပြန်၏ ဤလေဖျားလောင်းဤကောင်းကြီးမင်္ဂလာတကြိမ်ဖြစ်သည်ဒါလေးရတော့တာတရားပြတနာဖြင့်စုံစမ်းကံဆိုတဲ့မင်းဘူးဆရာတော်ဥောပါဒရေးထားတဲ့ဇတိစေဘွဲ့တဲကတာတရားပြတနာစင်စုံစမ်းကံဆိုတဲ့ဇတိစေဘွဲ့ရဲ့တပွဲ့ဖြစ်ပါတယ်ကဲဒီထဲမှာဆိုလို့ရှိရင်ခက်စစ်ကလေးကတော့ရှင်းလုံးမဲ့ပါတာကိုတွေ့ရမှာဖြစ်ပါတယ်ပထမဆုံးကပိတ်တာ တိတ်တာဆိုတာ အပယ်လေးပုံသာအပါဝင် ချမ်းသာခြင်းကင်းတော့တရေတဆေမင်းစာတရေဘီလူးစသောနာနာဘဝတတဝအမျိုးမျိုးတဲ့နောက်တစ်ခုကဖုတ်ဖုတ်ဆိုတာက မြေဆောင် ပိတ်တာနာနာဘဝကောင်နောက်တစ်ခုကမြက်ထောင်မြက်ထောင်ဆိုတာမျက်လုံးရဲ့တောင်စွန်းနောက်တစ်ခုကရိုးစွရိုးစိုးဆိုတာကဆွဆွဲသည် နောက်တစ်ခုကသီး တီးဆိုတာကเนาะသူကနောက်မှာစွာလေးလိုက်တယ်တီးစွာเนาะပြင်းထန်သည်လွန်ကဲသည်နောက်တစ်ခုကဒုက္ခမိန်ဒုက္ခမိန်ဆိုတာပညာရှိတန်တရာတန်တရာဆိုတာအဖန်တလဲလဲကျင်းလဲရဘဝဆယ်ဘဝဆယ်နောက်တစ်ခုကအာယုကအာယုကဆိုတာတတန်ကဲဒီဒီအမသာတရားပြတနာဖြင့်စုံစမ်းကန်ဆိုတဲ့နော်စာပိုက်ကလေးထဲမှာတော့ဒီခက်စစ်အဖွင့်